ဖွားကြီးတယောက်ကမနေ့အစိုးကြီးကျရင်၃နာရီဆိုပုံမှန်ထပြီးတော့ပိဋိရွတ်ဖျားရှိခိုးတာဘင်းနာချင်းရံကောင်တခုတော့ဒီဖွားကြီးကမီးရဘယောင်းနိုင်နေထုံးပြီဆိုတော့ဒီကောင်ကတခုကပြန်လာရင်လူသိတယ်လေဒီဘွားတော်ကွာဒုက္ခပါပဲမတည့်ဘူးတယောက်ကတခုတယောက်ကမေတ္တာရှင်အဲ့တော့အဲ့ဒါနဲ့ဘာပြောလဲဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီဘွားကြီးက၃နာရီကျရင်ချက်ကလေးကတွန်းတယ်သူချက်က ဘွားရဲ့နိုးပြီနိုင်မရှိဘူးစတ်မတက်ဘူးတတိဘွားရင်ထဩဒီချက်ကလေးကြောင့် तू ကအချိန်မှန်နိုးတာပဲဆိုအဲ့ဒါကိုကချက်တက်ပြီးခစားပလိုက်ဒါပေမဲ့ဘွားရဲ့သူ့ချက်ကလေးပျောက်သွားမှသေသွားမှတတ်သွားမှမသိဘူးချက်ကလေးတွေ့လူပြန်လာပါစေပို့ပါစေမြစ်တာဆိုအဲ့ဒီမြစ်တာကတောက်လျှောက်ပဲပုံမှန်တိုင်းပဲပို့တယ်တလောက်တော့ကျတော့အဲ့ဒီကောင်ချက်မွေးတွေပေါက်လာသူ့ရဲ့မြစ်တာစွန်းအားကြောင့်အဲ့မှာကောင်ကြောက်သွား ကြောက်သွားတော့မှအဖွားကြီးသိအောင်ဆိုပြီးတော့အောက်လန်းဆရာကြီးနဲ့ဘေးရင်ဆရာဓာတ်ဆရာနတ်ဆရာနဲ့အဲ့ဒီအဖွားကြီးကိုဆေးနဲ့တက်နဲ့တိုက်မယ်ဆိုပြီးသွားလို့တော့အောက်လန်းအဲ့ဒီဆရာကြီးကငါမစွမ်းဘူးတဲ့သူ့ခြေပြားနဲ့ဆံပြားမှာမေတ္တာဓာတ်တွေလွှမ်းနေတာပြီးအောင်ငါမစွမ်းဘူးတဲ့ငါအင်းနေမစွမ်းဘူးတဲ့တွေ့လားအမုန်းမရှိတာဖြစ်ခြင်းကြောင့်ဘယ်ကြည်စံမှမပေါက်ဘူးမစွမ်းဘူးတဲ့ငါတခုတော့ရှိတယ်လေစွမ်းစရာအဲ့ဒီအဖွားကြီးရဲ့နှလုံးသားမှာရှိတဲ့မေတ္တာဓာတ်တွေပြယ်သွားရင်တော့မစွမ်းမယ်တဲ့ဟာ ငါမလုံနိုင်ဘူးတဲ့သူငါအင်းနေမစွမ်းဘူးတဲ့ရှင်းရှင်းလေးပဲတခုတော့အကြံပေးလိုက်မှာကွာမင်းအဲ့ဒီဘွားကြီးကဒီနေ့ချိန်ဒီမင်းပေါ်တော့လကောက်ချက်ကလေးတော့ပြန်လာပါချက်ကိုတတ်တဲ့လူလည်းမဖြစ်ပါစေနဲ့ तू ကဖြစ်နေတာဖြစ်ရောမင်းအဲ့ဒီအဘွားကြီးရဲ့မြတ်တတ်တာကိုအောင်လောက်ရလိမ့်မယ်အကြံပေးလိုက်ဘယ်လိုလုပ်မလဲအဲ့အဘွားကြီးရဲ့တည်သွားတဲ့ချက်နဲ့တူတဲ့ချက်လိုက်ရှာရေးလိုက်ရှာတွေ့အဲ့ဒီချက်ကိုတတ်လိုက်အထဲရဲ့ကလီစာတွေထုတ် အရေအခုနအမွှေးလေးနဲ့အရေကုန်လေးဒီတိုင်းထားပြီးတော့အဲ့ဒီကြက်ကအထက်ကခရီးစာတွေထုတ်ပြီးတော့အဲ့ဒါတွေအယုတ်ကလေးလို့လုပ်ပြီးတော့ဖျားစင်ပေါ့အပွားရေးမရှိအောင်တင်ထားအဲမြစ်တာပို့တကွာလုံးမှာတတ်တော်လေးမြစ်တာပို့ပြီးတော့ကြီးစီတတိလိုက်ပေါ့ဟဲသားလေးဘေးရောက်လာဆိုလှမ်းကန်ကမှတေးနေတဲ့စိတ်ဆိုးသွားအဲ့မှာငါကျက်တတ်တဲ့သူတွေငါကျက်လို့တဲ့သူအဲ့မှာသူအဲ့မှာသူအဲ့မှာအယုတ်တန်းတက်လှုပ်တော့တာဖွားကြီးအဲ့ဒီကောင်ရဲ့ခန္ဓာကိုယ်ကကြက်မူးရေအကုန်ကွာကြသွားတယ်။တကယ်ဖြစ်ပြခဲ့တယ်။ဖြစ်ပြပါ။ โอเคတကယ်ဖြစ်ပျက်ခဲ့တယ်ဖြစ်ပျက်တယ်မေတ္တာရဲ့စွမ်းအားမေတ္တာရဲ့စွမ်းအားအဲ့ဒီလိုတခုမေတ္တာတက်ပြည့်သွားတဲ့ခါမှာအေးခုနကတော့ချက်မွေးတွေပြုတ်ကျသွားတယ်